ရခိုင်ပြည်နယ်ကြောက်ပြည်မြို့နယ်မှာစစ်ကောင်စီဘက်ကရွေးကောက်ပွဲကြိုတင်မဲပေးဖို့အတွက်လက်ပတ်ကျင်းညနေရလို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါရယ်ကြိုတင်မဲတွေကိုလာမဲ့နိုဝင်ဘာ23ရက်နေ့မှာစာပြီးပေးလို့ရပြီလို့ဆိုပါရယ်မဲပေးဖို့အတွက်ကျင်းညလာတဲ့တပြိုင်တည်းမှာပဲတစ်ဖက်မှာတော့မြို့နယ်တွင်မှာလေကြောင်းတိုက်ခိုက်မှုတွေကလည်းဆက်တိုက်လုပ်နေတယ်လို့ဒေတာကန်ဦးက TV ကိုပြောပါရယ်နိုဝင်ဘာ18ရက်နေ့နေ့လယ်ပိုင်းမှာဆိုရင်ချောက်ကလဲနဲ့လက်တင်ရွာတွေဘက်မှာချက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့တာကြောင့်လူသေဆုံးမှုရှိခဲ့တယ်လို့လည်းဆိုပါရယ်ဒေတာကန်ဦးပြောပြတာကို TV ကနောက်ခံတန်းထည့်ပတ်ထားပါရယ် ီရပိုင်းနဲ့မှာမဲပေးဖို့အတွက်တော့လိုက်ကျင်ညာနေတယ်။23ရက်နေ့စပေးလို့ရပြီပေါ့နော်။လေချောင်းကနေလေဒီရပိုင်းဇက်တိုက်ပြစ်နေတယ်။မနေ့ကဆိုရင်ကြောက်ကလေးတို့လိတ်တင်တို့ဘက်မှာလာပြစ်သွားတာလူသေးဆုံးတာရှိတယ်။ဘယ်နှယောက်လဲတော့မသိဘူး။စစ်ကောင်စီနေနဲ့ရွေးကောက်ပွဲအတွက်နေမြေလုံးဂျုံဖို့ပို့ပြီးစိုးမိုးနိုင်ဖို့အတွက်အခုလိုမျိုး လှုပ်ဆောင်နေတာလို့လဲဒေသခံအူကပြောပါတယ်ဒါပြင်ကြောက်ဖြူမြို့နယ်နေမီကန်တပ်တွေမှာနေရာထိုင်ခင်းနေရာလောက်ထပ်ပြီးပြင်ဆင်နေပြီးဒီအပိုင်းအတွင်းအင်အားဖြည့်ဒီမိုတာဆောင်ရနေတယ်လို့လဲစေးလေးလာသုံးသပ်သူဖြစ်တဲ့စီရီယံဘူကြီးကိုစင်ရောကဒီဘီကိုပြောပါတယ်စစ်ကောင်စီအနေနဲ့ရေချောင်းကနေပဲအင်အားဖြည့်တင်လာမှာဖြစ်ပြီးရန်ကုန်ဘက်ကအထွက်မတွေ့ရသေးတဲ့အတွက်စစ်တွေဘက်ကနေအင်အားဖြည့်တင်မဲ့အခြေအနေလို့လဲဆိုပါတယ်ကြောက်ဖြူမှာရှိတဲ့နေမီကန်တပ်တွေပေါ့နော်အဲ့နေမီကန်တပ်နှစ်တပ်မှာ နေရာထိုင်ခင်းတွေပြင်ထားတာတော့ကျွန်တော်တို့အနည်းဆုံး200နဲ့300ကြားလို့တော့မှန်းရတယ်ဗျကျွန်တော်တော့ခံမှန်းတာတော့ဒါတော့တရင်အသေးကြာတော့မသိအောင်စစ်တွေဘက်ကနေလာဖို့ပဲဖြစ်မယ်လို့တော့မှန်းတယ်ခင်ဗျအဲ့လိုလေးတော့ရှိတယ်စစ်တွေဒီကြောက်ဖြူတက်နေတယ်ပေါ့နော်အဲ့ကြောက်ဖြူရေတပ်ဘက်ကိုထပ်ပြီးတော့အင်အားဖြစ်မဲ့အနေထားပဲဗျကြောက်ဖြူမျိုးနဲ့မင်းပြင်းရွာနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိခိုက်များတာကြောင့်ကြီးရီလေးသုံးမျိုးလုံးနဲ့စက်တိုက်တိုက်ခိုက်နေတယ်လို့ ULAA ဘက်ကထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြောက်ဖြူမြို့နယ်မိုးလေဝသရေဒါစကန်ရှိမှာဝါရဖြတ်မှုတွေတပ်ဖွဲ့ရကူနေတဲ့စစ်ကောင်စီတပ်သားတွေကိုအေကဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့အများပြားသိဆုံးခဲ့ပါတယ်ကျွန်တော်ထားအောင်ပါ